သူ့ကိုအရန်ကြိုက်နေတဲ့ခိခိကုံခုလိုပြုတ်မှုတုတ်ပြန်ခဲ့ရကြောင့်လူပြောများနေတဲ့နန်းစုယတိစုပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်။နန်းစုယတိစုနဲ့ခိခိတို့ကအရွယ်တူတွေလည်းမဟုတ်ပါဘူး။ရင်းနှီးရဲ့ဆက်ဆံရေးတွေလည်းမရှိကြပဲခိခိကအင်တာဗျူးတစ်ခုကနေနန်းစုယတိစုကိုအရန်ကြိုက်ကြောင်ဖွင့်ဟလာခဲ့တာဖြစ်ပါသေး။ခိခိကစုံမြတ်ကလျာရဲ့တမိဖြစ်ကစုံမြတ်သူစားရဲ့မွေးစားတမိလို့ဖြစ်နေရဖြစ်ပါသေး။ခိခိလေးကတယောက်စာအလုပ်ကိုဝါသနာပါတဲ့အတွက်အမှုပညာအလုပ်တွေကိုစလုပ်နေပြီလည်းဖြစ်ပါသေး။ ကိကိကငယ်သေးရဲ့အတွက်ကလေးလဲဆန်ကစကားကိုပွန့်ပွန့်လေးလေးနဲ့ပြောတတ်တာပါ။ဒါကြောင့်မို့အင်တာဗျူးတစ်ခုကနေကိကိကနန်းစုရည်ဒီဆိုရဲ့အသားရည်ကိုအရန်ကြိုက်ကြောင်းဖွင့်ဟလာခဲ့တာပါ။အသားဖြူရာကိုကြိုက်တယ်လို့အဲဒီလိုဖြူချင်တယ်လို့ထုတ်ပြောလာခဲ့တာဖြစ်ပါ යි ။ကိကိကခုလိုချီချူထားတဲ့အပေါ်မှာနန်းစုရည်ဒီဆိုကကောင်းမှန်လေတခါတည်းဝင်မှန်ကကိကိလေးရဲ့စကားရည်ကိုအတိမတ်ပြုခဲ့ပါ යි ။ဒါအပြင်ကိကိနဲ့အတူအပြင်မှာလည်းမောက်စားဖို့ကြင်ခဲ့ပါ යි ။မဟုတ်အတူတူစားကကိကိနဲ့တရက်တာကိုကုံဆုံးခဲ့တာပါ။ ကြအပြင်မုံစားနေရင်လည်းခိခိကနန်းစုရည်ဒီဆိုရဲ့နှက်ခမ်းနေအယောင်လေးကိုကြိုက်တယ်လို့ပြောခဲ့ရပါဒါကိုနန်းစုရည်ဒီဆိုကတေချာမှတ်ထားကနောက်နေ့မှာချက်ချင်းဆိုသလိုလက်ဆောင်ပြင်ဆင်က ပေးခဲ့တာဖြစ်ပါတယ်ခိခိကနှက်ခမ်းနေလေးကြိုက်တယ်လို့ပြောတဲ့အတွက်သူစိုးနေကြနှက်ခမ်းဒီကိုလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်နှက်ခမ်းဒီတင်မကပဲပအိုးနီနဲ့မှန်တွေပါလက်ဆောင်ပေးခဲ့ရပါ လက်ဆောင်ပေးရကိုလည်းဖြစ်တယ်လို့ပေးရမျိုးမဟုတ်ပေတီချာပြင်ဆင်ကပြီးခဲ့တာဖြစ်ပါတယ်ခိခိကငယ်သေးရမို့ရင်ခုန်စိတ်လုံရှားအောင်ဘူးလေးတဲ့တီချာထဲကလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်နန်းစုယတီဆိုးကလက်ဆောင်ကိုတကူတကပေးခဲ့တဲ့အတွက်ခိခိကအယံကိုပြောသွားပါတယ်နန်းစုယတီဆိုးတရားခုလောက်ထိကျူးဆိုင်ပြီးမယ်လို့သူ့အနေနဲ့မတင်ထားခဲ့ရာကြောင့်ဖြစ်ပါတယ်နန်းစုယတီဆိုးကခိခိလေးကိုညီမလေးတယောက်လိုသဘောထားကချစ်ပင်းနေရဖြစ်ပါတယ်ဒါပြင်အမှုပညာအလုပ်တွေလုပ်တဲ့အချိန်မှာလည်းလက်တွဲခေါ်ဖို့တွေးထားတာဖြစ်ပါတယ် နန်စုရည်တီဆိုစီကလည်းခုလိုသဘောထားခင်ရရဲ့အတွက်ခေခေကအရန်ကိုပျော်ရွှင်နေရဖြစ်ပါ යි နန်စုရည်တီဆိုကပေါင်းသိဆက်ဆံရေးကောင်းတဲ့အပြင်ခုလောက်ထိဆက်ဆံရေးကောင်းမဲ့သူဖြစ်လိမ့်မယ်လို့ခေခေတောင်မထင်ထားခဲ့ပါဘူးပရိသတ်တွေကလည်းနန်စုရည်တီဆိုကစီနီယာပီတာတလို့သူ့ကိုချစ်တဲ့သူအပေါ်မှာလေးစားမှုရှိရဲ့အတွက်ချီးကျူးနေကြတာဖြစ်ပါ යි နန်စုရည်တီဆိုကဆက်ဆံရေးကောင်းနေဆိုပြီးအမြဲနာမည်ကြီးသူတစ်ယောက်ဖြစ်ပါ යි ဖန်လေးတွေအပေါ်မှာဆိုလဲအပြုတ်မှုသေးလေးတစ်ခုကအစား အလေးထားမှတ်သားပေးတတ်တာဖြစ်ပါဖန်နီဘေးရဲ့အမှတ်တရတွေဆိုလဲသူဘက်ကနေတိကျမှတ်ထားကပြန်ထုတ်ပြတတ်တာမို့ဖန်နီကပို့ပြီးတော့ချစ်နေကြရတာဖြစ်ပါနတ်စုရည်ဒီစုကအမှုပညာလောကမှာဆိုလဲအပေါင်းတီးများပါပေါင်းတီးစက်စံရေးကောင်းကဆိုရှယ်ကောင်းသူတရားဖြစ်တာမို့လဲစီးပွားရေးလောကမှာပါအောင်မြင်နေရပါအမှုပညာရှင်တွေထဲမှာဆိုနန်းစုစီးပွားရေးလှုပ်လိုက်တာနဲ့အလုံးကဝင်းရံပေးကြတာဖြစ်ပါတယ်။နန်းစုရည်ရီစိုးကသူနဲ့ခင်တဲ့သူတိုင်းကိုတံမိုးထားဆက်ဆံတတ်တာကြောင့် ခုလိုအောင်မြင်တာလို့ဆိုနေကြတာဖြစ်ပါတယ်။နန်းစုရည်ဒီဆိုကလက်ရှိမှာလွမ်းပိုင်ကြောင့်ဈာညက်ကဝေဖန်ခံရပေမဲ့ဘာတကူမှကိုဂရုစိုက်ကတုတ်ပြန်တာမျိုးမရှိပါဘူး။ပြောအောင်နေရင်လည်းဒါဖြတ်တန်းနေရပါ။ဒါအပြင်နန်းစုရည်ဒီဆိုကအိမ်သစ်မှာပြောင်းပြီးနောက်ပိုင်းမှာထမင်းဟင်းတွေကိုရိုင်းချက်ကအိမ်အောင်ရှင်မပီးသားတဲ့အမျိုးသမီးအဖြစ်နေထိုင်နေရဖြစ်ပါတယ်။ခိကိကိုလက်ဆောင်တွေပေးကမြစ်တာကိုဖော်ပြခဲ့နန်းစုကြည်ဒီစုကစိတ်ထားကောင်းသူလို့ထင်လားဆိုတာပြောပြပေးခဲ့ကြပါအောင်ရှင်တချို့ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်